တဲ့73နှစ်လောက်တုန်းကအကိုပွဲကြည်ရင်းနေပေါ့နော်အဲ့တော့ခြေထောက်မှာဒဏ်ရာရထားလို့ပတ်တီးစီးထားပြီးမထနိုင်တဲ့အချိန်မှာအကိုပွဲကြည်ရင်းနဲ့ထခုံပြီးတော့အရင်ပျော်တဲ့အချိန်ပေါ့နော်ဖေဖေကအဲ့အချိန်မှာအောက်ဆီဂျင်တိုင်းတဲ့ဟာလေးနဲ့နှလုံးခုန်လုံးတိုင်းကြည့်ရနှိယာကြော်နေတာတဲတဲပေါ့နော်အဲ့လောက်ကြီးတွေကိုအရင် happy ရလို့တကုံရင်ခုံပြီးတော့အရင်အားပေးတဲ့အချိန်မှာပါတယ် လာကိုငယ်လေးကအပေးအဲ့လိုမျိုးမဲလိုက်ကနဲ့ထွက်လာတဲ့အချိန်တန်းကလည်းချက်သိမ်းအများရန်ထရတယ်အဲ့လိုဆိုတော့အရင်ကြည်ရတဲ့အချိန်မှာအနှစ်သာရအပြည့်ပေးနိုင်တယ်ပေါ့နော်ကိုအောင်လာဆိုရင်လည်းအကိုရဲ့နောက်ဆုံးပွဲလေးမှာဆိုရင်လည်းအကိုအနိုင်နဲ့ပဲအပိုင်သိမ်းပြီးတော့လိုမျိုးအာထိုးတက်ခဲ့တာကိုတွေ့ရတဲ့တော့လေတကယ် congratulation လို့လည်းပြောချင်သလို့ ောက်ဆုံးပွဲဆိုတော့ကိုလက်အိတ်ကလေးကိုစင်ပေါ်မှာထားခဲ့အဲ့အရာလေးမြင်တဲ့အချိန်မှာကို့အနေနဲ့1 day 1 day ဖြစ်ရတာပေါ့နော်ဒါအကိုပွဲမှာနိုင်ရရှိတဲ့အတွက်1 day ရတယ်လို့အကိုရဲ့နောက်ဆုံးပွဲဖြစ်တဲ့အတွက်1 day ရတာပေါ့အဲ့လိုမျိုးလေးဖြစ်လို့ post လေးတော့အမှတ်တရဖြစ်အောင်တင်မိတာပါ